အခုချိန်ထိလည်းဒါကိုယ့်ရဲ့ပရိသတ်တွေပေါ့နော်ကွန်မန့်တွေမှာကြည့်မယ်ဆိုလို့ရှင်ဟာမမအပြူကြီးပဲလောက်တော့မလာပါသတင်းချုပ်ပြီးလေးပါညာဆိုတော့အဲ့လိုမျိုးစနေတာပေါ့နော်အဲ့ချွတ်ကြကလေးလေးရှိတယ်မတော်မှာသားလေးတယောက်ရှိတယ်လို့ပြောရင်သားလေးက baby လေးပဲထင်တာပေါ့နော်တတတေးလေးဦးကြတော့ဟဲ့သားရအကြီးပဲရကမကြီးတော့ဖြစ်ကုန်ခေါ်ကြအခေါ်ကလေးပြောင်းကုန်ပြီအရီတော့ရှိနိုင်ပါတယ်ကြောင်မိမဲ့အချက်ချက်မမ တတ်မှာကလည်းကျွန်တော်တို့တချင်းအတန်အတန်ဟောပေါ့ဒီကောင်းကောင်းလေးကောင်းတဲ့လူဆိုလို့ရှိရင်သူကမကောင်းလို့ဆိုသူကငိုတာမရဘူးအဲ့တော့ကိုအတန်ကောင်းတဲ့ကလေးမလေးဆိုလဲကလေးမလေးဆိုလဲကောင်းတဲ့အတန်မအဲအဲ့လိုမကောင်းတဲ့အတန်ဆိုသူကမရဘူးအဲ့ဆိုနောက်တစ်ယောက်အဲကောင်းတဲ့အတန်ပဲသူကိုယ်တိုင်လည်းဝေဝါသနာပါလာပါဆိုတော့လေကိုမေကိုအပြိုကြီးတဲ့ကျတော့မဟုတ်လေဒါကိုဘောဒီ ရုပ်ရည်ရည်ဒီပေါ့ရုပ်ရည်ဒီဥပက္ခသနာကုတင်နေတာတော်တော်ဒါချုံမတော့ဒီညအပြုလို့ထင်ရအောင်လို့ဒီဖြစ်နေတယ်ဟုတ်ပါဘူးပြောအောင်ဟုတ်စံပြောနေလေအမေကပြောနေတယ်ပါဒီနေ့ပေါ့တချင်းလေးတစ်ပုတ်ပေါ့နော်တသားနဲ့ဇုံတွဲတချင်းလေးတပုတ်အစ်ဆိုမှဖြစ်ရတဲ့ကြောက်ပေါ့အာဒါ MTV လေးပေါ့နော်ရိုက်လိုက်မယ်ပေါ့နော်ဒါဆိုတော့ဒီနေရာကိုရွေးလိုက်တာပေါ့ဟုတ် ချင်းကြောင့်စပြောလို့ရှိရင်တော့ဒီဒီတချင်းကဒီဒီဥဒအောင်ဒီပြည့်တချင်းပေါ့နော်ဒီတချင်းနဲ့ပတ်သက်တာကြတော့သူကဒီလူငယ်တွေရဲ့ဒီဘဝတွေကိုဒီဟောပေါ့ဒီကြိုးစားအားထုတ်ရမယ်ပေါ့နော်မလျှော်မနေနဲ့ဒီအဲဒီလုံလာနဲ့ဒီလောရမယ်ဆိုတဲ့တချင်းလေးဟိုပြင်းနေတဲ့ချိန်မှာကိုယ့်ရဲ့ဒီဟောပေါ့ဒီမိခင်ဟောပေါ့နော်ဒီအမေတယောက်နေနဲ့ဒီမိဘမေတ္တာဟိုဟိုသားတယောက်ကဒီအား ွာဖြစ်ဖြစ်ပြီးအပေးရပေးတဲ့တချင်းတွေပေါ့နော်အဲ့ဒါကိုဟိုရွေးပြီးတော့ကျွန်တော်တို့ဒီစုံလွဲတဲ့တချင်းတွေဆိုဖြစ်တာပေါ့နော်အမေနဲ့ဟုတ်တချင်းစာသားလေးကတော့ ကိုယ်တိုင်ရွေးပြတာအပစောတသားနဲ့လည်းအဲ့လိုမျိုးပေါ့ဇုံတွေဆုံမယ်ဆုံမယ်လို့ပြောပြီးတော့တခါမှလည်းဟိုမဆိုဖြစ်ဘူးလေအလုပ်တွေမအားတာနဲ့သူလည်းကြောင်းတက်နေတော့အဲ့လိုမျိုးမအားတာနဲ့ဆိုတော့မဆိုဖြစ်ဘူးမဆိုပြတီဒီခါတော့တကယ်အဲ့ဒါဆိုလို့ရှိရင်အမှတ်တရလေးဖြစ်လုလိုက်မယ်ဆိုတော့ဘလို့ကြောင်းရလေးရေးမလဲသူကတော့ပြောလိုက်တယ်မမေမမေအချစ်တခြင်းနဲ့မရင်းနဲ့တော့အဲတားရဲလို့မမေနဲ့ဘလို့အချစ်တခြင်းရေးမှာလဲမမေလည်းသိတာပေါ့လို့အားနဲ့အာအတို့အစရာတဟအောင်ပေါ့နော်ဒါမိသားပါမင်းနဲ့ရောက်ဆိုလို့ရတဲ့တခြင်းလေးဆိုတော့သူကဒီတခြင်းလေးကိုပဲအမြန်လေးရ ေးပေးတာပေါ့နော်သူတချင်းတရာတကယ်တည်းပို့လိုက်တာနဲ့တကယ်ကိုကြိုက်သွားတယ်ဘာလို့ဆိုတော့ကိုကဟိုသားသမီးတွေကိုသားသမီးတွေဆိုတာဒီလိုပဲလေဟိုပေါ့ကိုကိုစွန့်စားခြင်းနဲ့သွားခြင်းနဲ့အခက်ခဲတွေတော့အများကြီးရှိတယ်အဲ့ဒါကိုကိုကအားပေးရတာပေါ့တို့အကြောင်းအရာလေးတွေပေါ့အားပေးတယ်အရှုံးတွေဖြစ်မဲ့ဆိုလို့ရှိရင်လည်းအာဆက်လျှောက်ရမယ်ဒါကိုရဲ့ပန်းနဲ့ရောက်တဲ့နေရာကိုသွားရမယ်ဒါမိမိဘတိုင်းရဲ့ရင်မှန်းချက်ပေါ့ရနော်ရည်ရွယ်ချက်ကလေးရှိတဲ့အကြောင်းအရာလေးကိုရေးထားတော့ကြောက်အရန်ကိုကြိုက်ကြိုက်သွားတာပေါ့နော်တက်ပြီးတော့ဒါလေးကနှစ်ယောက်ဆိုဖြစ်တာပါအမြဲတမ်းစူးစမ်း မယ်ရိုးသားစွာစ조사ဖြတ်သန်းမယ်အောင်မြင်မှုပန်းနိုင်ရမှာပေါ့အဲ့အကြောင်းအရာလေးပါဟောဤကချမ်းတင်ချမ်းပဲအသိပညာတတိတော်လူပါတယ်ကာကတော့ အပြိုကြီးလို့ပဲတော်တော်ထင်တာများအခုချိန်ထိလည်းဒါကိုယ့်ရဲ့ပြည်သက်တွေပေါ့နော် comment တွေမှာကြည့်မယ်ဆိုလို့ရှိရင်ဟာမအပြိုကြီးပဲလို့တော့မလာပါသတင်းချုပ်ပြီးလေးပါညာဆိုတော့အဲ့လိုမျိုးစနေတာပေါ့နော်ဒါပေမဲ့ကိုလည်းချပြပါတယ်ဒါပေမဲ့သူတို့လည်းချပြတဲ့အချိန်မှာမကြည့်ဖြစ်တာတို့ဘာလို့ဖြစ်မှာပေါ့နော်အဲ့အဲ့လိုမျိုးဆိုတယောက်ချင်းစီရောကိုကမပြောပြဘူးပေါ့လေအဲ့လိုမျိုးဆိုတော့အဲအဲ့ဒါကြောင့်အပြိုကြီးလို့ထင်တာပါလို့တကယ်တမ်းကျတော့ချွတ်ချက်ကလေးလေးရှိတယ်မတော်မှသားလေးတယောက်ရှိတယ်လို့ပြောရင်သားလေးက ဘေဘီလေးပဲထင်တာပေါ့နော်တပတိလေးဥကြတော့ဟဲ့တားရအကြီးပဲရကမရောဖြစ်ကုန်ခေါ်ကြအခေါ်ဝင်ပြောင်းကုန်ပြီတော့ကမှဒီကျွန်တော်ကတော့အမေအားကြတဲ့အကြောင်းကတော့အမေဟိုးဒီအရင်ကလေးကပေါ့နော်ဒီဟိုဒီမြမအတန်တို့ဘာလို့မှကလေးကဒီအချင်းနေဆိုတာအချင်းနေဆိုတာပေါ့နော်အဲ့ဒီဒီအဲ့ကျွန်တော်တချင်းနေသူတို့ဒီရဲ့တဲ့တချင်းနေစဆူရင်းနေကျွန်တော်ကစပြီးတော့ဒီစတူဒီယိုလောကတီကိုအမေတို့ကျွန်တော်ကဒီဟိုအပင်းနေအပင်းနေရုံးမယ်ပေါ့နော် အခုချိန်ဒီလဲဟိုအောင်မြင်ကြရတဲ့ဆိုတော့ဒီအဲ့ဒါပြောလိုက်ပြီတာရည်စရာ ပြောလိုက်ပြီတာဟိုဖြစ်ကြရချော့တိတ်ခဲ့တာမေတချင်းနဲ့ဟိုကျွန်တော်ဟိုဒီတတ်တယ်မှာကလေးကျွန်တော်တို့တချင်းအတန်အတန်ဟိုဘောဒီကောင်းကောင်းလေးကောင်းတဲ့လူဆိုလို့ရှိရင်သူကမကောင်းလို့ဆိုသူကငိုတာမရဘူးအဲ့တော့ကိုအတန်ကောင်းတဲ့လူကလေးမလေးဆိုလဲကလေးမလေးဆိုလဲကောင်းတဲ့အတန်မှအဲအဲ့လိုမကောင်းတဲ့အတန်ဆိုသူကမရဘူးအဲ့ဆိုနောက်တစ်ယောက်အဲကောင်းတဲ့အတန်ပဲ သူကိုယ်တိုင်လည်းဝေဝါသနာပါလာပါဆိုတော့လေအားကြောင့်ကိုကလည်းဒီကလေးကဘာဖြစ်လို့ပေါ့တချင်းတည်းမကောင်းဆိုမကြိုက်တဲ့အဘသူကအဆိုတော်ဝါသနာပါလာဟုတ်ကိုမေကိုအပြိုကြီးတဲ့ကျတော့မဟုတ်လေဒါကိုဘောဒီရုပ်ရည်ဒီရုပ်ရည်ဒီဥပကသနာကိုကုတင်နေတာတော်ပါတော့ဒါချုံမတ်ဆက်ပါတယ် ပြောပြီးလို့ထင်ရလောက်နေဒီဖြစ်နေတယ်။အဲ့ဒါကိုပြောအောင်။ဟုတ်။ဆောင်တော့နဲ့လေအမေကပြောနေတယ်။ဒါပေမဲ့အခုအခုတလောမေ့ပြောအမေဝေချာ။အမေဝေချာအသားရဲ့အမေကရှင်းလဲဘာမှတိတ်မမလို့တော့တာဘယ်လိုမျိုးပဲအကွက်စီပွားရင်းနဲ့ကိုအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့အမေရဲ့ဝေချာမယ်တဲ့အကျမကြီးလည်းပိုကောင်းတာပေါ့ဒါသူအမေပြောပါလား။ဟုတ်ပါဒီရှင်းတဲ့တိုင်ပဲကြာတာဘယ်လိုမျိုးရလဲ။အာရှင်းတန်ရှင်းတန်ချင်းမှာ။ ရှင်းတန်းချိန်ပါအဲရှင်းတန်းချိန်လေးမှာစူးစားအားထုတ်ရမယ်ပန်းတန်းကိုရောက်အောင်သွားရမယ်ဒါပေါ့နော်ကိုအားရှိသူဖြတ်တန်းရမှာပေါ့နော်အဲ့အကြောင်းအရာလေးပါအာသမီတွေအားလုံးကလည်းသူတို့ဘဝကိုသူတို့စွန့်စားပြီးတော့သွားချင်တယ်။သူတို့ပညာလေးပဲဖြစ်ဘယ်လိုပဲဖြစ်စွန့်စားပြီးအလုပ်ဆိုလဲစူးစမ်းပြီးတော့လုပ်ချင်တယ်။အဝေးတနေရာကိုသွားပြီးတော့ကိုယ့်ကိုယ်ပမဲချိုးဖြစ်ပြီးပေါ့နော်။အဲ့ဒီပုံစံမျိုးနဲ့သွားချင်တယ်။အဲ့ဒီသွားတဲ့ပုံမှာမိဘတွေကအားပေးတာ။ အားပေးပြီးလို့ရှင်ကဲသားရေးအမိရေးအဲလောကမှာအရှုံးတွေလည်းရှိမယ်နော်ပုံပြပျော်ရှင်တာတွေလည်းရှိမယ်စိတ်ညစ်ဆရာတွေလည်းရှိမယ်အခါကျရင်အာတင်းလာရမယ်ကြဆုံးမယ်ဆိုလို့ရှိရင်လည်းဟိုစိတ်ထဲမကြနဲ့အမြဲတမ်းစူးစားအမျိုးပန်းတိုင်းကိုရောက်မှာပေါ့နော်အဲ့လိုမျိုးအားပေးတာပေါ့အဲသူတို့ကသိရေးဆရာတင်စားထားတာပေါ့အာကျေတာရကောင်းငယ်ကျေတာရတော့သူကခုစစ်ချင်တာပေါ့ဒါမျိုးပေါ့သူကြည့်ရင်လည်းကလေးတွေရွန့်စားခန်းကိုသူက တင်စားပြီးတော့ပြတ်ဟတာပေါ့နော်အဲ့အကြောင်းအရာလေးပေါ့အဲဆိုမိဘတွေအတိုင်းဟာသားသမီးတွေကိုအားပေးရတာပေါ့အဲ့လိုဒါပေမဲ့ကိုယ့်ရဲ့ရည်မှန်းချက်တော့ရအောင်သွားရမယ်ဒါပေမဲ့တတိတော့အတိတော့ရှိရမှာပေါ့နော်အဲ့အဲ့ အဲသူကတော့ပြောမယ်ခုဆိုလဲသူចောင်းတက်နာပဲလေចောင်းတက်နေဆိုတော့သူသူကနဲ့သူဆုံးဖြတ်တယ်အဲ့လိုမျိုးတွေးခေါ်ပြီးမှားတဲ့ဟာလည်းရှိတယ်ပေါ့နော်ဒါပဲသူပြောမမေးသားတို့ចောင်းရေးတာလားဟုတ်တယ်ဒါမိဘတိုင်းဟာဒီလိုပဲသားသမီးတွေလည်းဒီလိုပဲမှားတဲ့ចောင်းလည်းရှိမယ်အဲ့ခါကျတော့ရှင်စက်မမှားရအောင်ဘယ်လိုလုပ်ရမလဲဒါပေါ့နော်ရှုံးမဲ့ဆိုရင်လည်းအတင်းနာရမယ်စိတ်ချမကျနဲ့ခွန်အားတွေပေးတယ်ဒါမိဘတိုင်းကပြောတဲ့ဟာလေးတွေပဲပေါ့နော်အဲ့လိုမျိုးသူကအဲ့လိုမျိုးပေါ့အရင်ဟိုပါပေါ့ အရင်ကြီးဟိုစမီပါစိတ်ပြက်စရာလောက်တော့အဲ့လိုမျိုးတော့မရှိပါဘူးအဲ့လိုလှုပ်ရကင်တာလေးတွေမှားမယ်အဲ့အဲ့လိုမျိုးလေးပေါ့နော်အတွေးခေါ်လေးတွေဆိုလို့ရှိရင်ကိုကအဲ့ဒီပုံစံမျိုးလေးပါမလိမ္မာတဲ့အသားထဲမှာလည်းပါပါတယ်ဟုတ်ကဲ့ပါအာမသွန်းလို့ပေါ့နော်ဘာမင်းနှစ်ယောက်ဆိုထားရဲပေါ့နော်ရှင်းတဲ့ချိန်မှာတချင်းလေးပေါ့ ဒါကအများကြီးထူးခြားထားရတာပေါ့ဒီချင်းလေးလည်းတကယ်အရသာကောင်းပါတယ်ပေါ့နော်အားကြောင့်ပေါ့စိတ်ခွန်အားကြီးလည်းဖြစ်စီပါတယ်လို့အားချစ်ရတဲ့ပရိသတ်တွေကလည်းအမသူတို့တာမင်းယောက်ဆိုရတဲ့ရှင်တန်ချင်းမှာတချင်းလေးထွက်ရင်လည်းအားပေးကြပါအောင်ပေါ့နော်အဲ့တိုင်းလိုပဲပန်းတိုင်ကိုရောက်အောင်သွားပြီးတော့အရှုံးလေးကိုအတင်းထားမယ်လို့ဟာကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်